ိတ်ဆွေတို့ကမိထားပါတယ်အစ္စလာမူအလัยကွမ်မူဆယ်မျိုးကအဗ္ဒူလ်ဟမီဒ်ပါကလီမာကောက်ခံထားတဲ့ဖစ်တရာကိုသာသနာပညာသင်ကြားနေတဲ့ကျောင်းသားတွေကိုပဲဖွဲ့ပေးတာပိုင်းမပိုင်းတချို့ကျောင်းသားတွေကမိဘပိုင်ဆိုင်မှုအရဇကာမစားပိုင်လောက်အောင်ပစ္စည်းဥစ္စာရှိကြပါတယ်နောက်တစ်ခုကဖစ်တရာကိုဘယ်အချိန်ပေးသင့်ပါသလဲပလီတွေမှာကောက်ခံထားတဲ့ဖစ်တရာငွေကိုအကြောင်းအမျိုးမျိုးကြောင့်အီးနေ့မှာခွဲမပေးပဲနောက်တနေ့တွေမှာမှလိုက်ပေးဖြစ်တာကတရားတော်ရဘယ်လိုရှိပါသလဲတဲ့

ဒီဖီတရာကိုဘယ်နေရာဒီမှာအလားအတုံးချရမယ်ဆိုတော့ဇကာတ်ကဥပဒေအတိုင်းပဲဇကာတ်ပေးလို့ပိုင်နေဆိုရင်ပုဂ္ဂိုလ်တယောက်ကသူ့ကိုဖီတရာလည်းပေးလို့ပိုင်ဆိုတော့အခုမေးထားတဲ့မိကွန်းထဲမှာចောင်းသားចောင်းသားကသူကဟောပါဠိဖြစ်တယ်ចောင်းသားကပါဠိဖြစ်တယ်သူအရွယ်ရောက်ပြီးသားဖြစ်တယ် now သူစီမှာအလားနေစာပ်ကပမာဏဇကာတ်

အခုနမေးတဲ့မိကွန်းထဲမှာចောင်းသားတွေကိုပဲခွဲယူပေးလိုက်တဲ့ဆိုရင်ရလားဆိုတော့ဒါရတယ်လို့ပဲဖြေပေးရနောက်တစ်ခုကဟဲ့လားဖီတရာကိုဟဲ့လားဘယ်ချိန်ပေးရမယ်ဆိုတော့မုစတဟပ်အရေးကြီးတဲ့အရာမဟုတ်မုစတဟပ်ကိုတော့တရားတော်ကပြထားတာကဤတကမတော်ခင်မှာဤတကဤနမတ်ဖတ်မဲ့နေရာကိုမတော်ခင်မှာဖီတရာပေးလိုက်ခြင်းကမုစတဟပ်ဖြစ်တယ် لہذا تمہنو صلی اللہ علیہ وسلم کے حدیث ماشی لاؤ تمہنو صلی اللہ علیہ وسلم کا دعا اللہ اللہ علیہ وسلم دی سیئے داری سیئے داری تو ہے اللہ سیزے بیوار ایت نماز پا پو متواگی ما سیئے داری تو ہے تمہنو کا اللہ سیزے سیئے داری تو ہے سیزے بیو تو ہے فطر وہ کیا ٹھانڈا رہے سو بیرو حضرت عبداللہ بن عباس رضی اللہ تعالیٰ کے روایت شیرے سرو رتو یہ مستحب کا رو دعا عید نماز پر بو مطاق ما فطر آپی بیچے میں پی پی بیچے میں پی پی رہے میں حالا عید نماز مٹائیں گے نہیں فطر آپی بھی رمضان مارے گا اللہ لو آنی رب مجھ سوری لارے کا جا رہا فطر آشی پی بس رو پی ٹالے ڈالے یا ကဲအီနမတ်ဖတ်ဖို့သွားတဲ့ချိန်မှာမပေးဖြစ်ဘူးနောက်မှပဲပေးတယ်အီနမတ်ဖတ်ပြီးမှတော့မဟုတ်နောက်နေ့မှပဲဖီတရာပေးတယ်ဆိုရင်လည်းပဲဘယ်အချိန်မဲ့ပေးပေးတာအတားလို့ပဲခေါ်တယ်ဒါတောင်းဝန်ချလိုက်တယ်လို့ပဲခေါ်တယ်ဟာလာဖီတရာဒီချိန်မှာမပေးတဲ့အတွက်ကြောင့်ကစွာဖြစ်သွားပြီးနောက်ကစွာဖြစ်တယ်အဲ့လိုမဟုတ်ဘူးဘယ်အချိန်မဲ့ပေးပေးဖီတရာဟာအတားရဲ့စီးနေမှာပဲအကျုံးဝင်တယ်ဆိုတော့ဟာလာဖီကာဆောက်ဒီထဲမှာရည်တားထားတာတွေ့ရ